Telegram မှာအနိုင်ကစားရမယ်ကျွန်တော်တို့ရဲ့ Chelsea အားလုံးမိလာပါဘာမင်းစပလူးဆိုင်ကလည်းပြန်လဲကြိုဆိုလိုက်ပါတယ်ပရီးမီယာလိပွဲစဉ်၈ရက်အစောဆုံးပွဲစဉ်တစ်ပွဲအဖြစ်ကျွန်တော်တို့ Chelsea အသင်းနဲ့ Nottingham Forest အသင်းတို့မနက်ခင်းစနေနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီမှာရှင်ပြန်ကစားသွားကြတော့မှာဖြစ်ပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုခန်းစားချက်ကလေးကိုကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီအသင်းနဲ့တင်းကရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ အာ forest ကခြေစည်းကိုတော်တော်လေးဒုက္ခပေးနိုင်တယ်အတင်းတင်းလို့ပြောလို့ရတယ်အဲမနစ်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့တော်တော်လေးအသေးအတန်ကစားခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ current form ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ် forest ကတော်တော်လေးကိုတိုင်ပတ်နေတာဖြစ်ပါတယ်မိပြတဲ့ရဲ့လက်ထက်မှာ၅ဘောလုံးလုံးဝနိုင်ပွဲမရရှိသေးဘူး၂ပွဲတည်ရကြတယ်နောက်ဆုံး၃ပွဲဇက်တိုင်ရှုံးတာတယ်အဲ့လောက်ဒီအချိန်ကြီး စိုးနေတယ်ပေါ့နော်။အော် Chelsea တင်းကကြတော့ရလက်တွေစိုးွားနေတယ်ဆိုပေမဲ့နောက်ဆုံးနှစ်ပွဲကိုဇက်တိုက်နိုင်ထားတယ်ကျွန်တော် Benfica ကိုနိုင်ထားတယ်ပြီးတော့ Liverpool ကိုနိုင်ထားတယ်။အဲ့ဒီရဲ့ရှေ့မှာတော့ Brighton ကိုရှုံးထားတယ်။အဲ့ဒီရဲ့ရှေ့မှာတော့ကျွန်တော် EFL ကမှာအသင်းလေးတစ်သင်း Lincoln ကိုလည်းနိုင်ထားသေးတယ်။အဲ့ဒီရဲ့ရှေ့မှာတော့ United ကိုရှုံးထားတယ်ပေါ့။ဆိုတော့ကျွန်တော်တို့၅ပွဲမှကြည့်မယ်ဆိုလို့ရှိရင်နှစ်ပွဲရှုံးပြီးတော့၃ပွဲနိုင်ထားတယ်။ Current form အရတော့ Chelsea က Forest ကိုအတားရနေတာ။ Man ဒါပေမဲ့ကျွန်တော်ခဏခဏပြောရတဲ့စကားရှိတယ်။ United နဲ့ပွဲလုံးကလည်းဒါပြောခဲ့တယ်။သူတို့ရဲ့အခြေအနေစိုးနေတဲ့ comeback ကကိုယ့်အလှည့်မဖြစ်စေနဲ့။ဒီပွဲက Forest ပဲအမတန်ရေးကြည့်တယ်။ဒီပွဲသာဆက်ပြီးတော့ show မယ်ဆိုလို့ရှိရင် Forest ကြီးပြတော်တော်လေးအခြေအနေစိုးသွားနိုင်တယ်ပေါ့နော်။အဲ့တော့ပိုင်ရှင်လည်းတွေးနေလားငါနူနိုဆန်တို့ကိုထုတ်လိုက်တာတော့မပါဘူးလို့။ဒါပေမဲ့လက်ရှိ Ange ကလည်းအဲ့လောက်ကြီးညံ့နေနီးပြတယ်မှာတော့မပါဘူး။ဒါပေမဲ့ Ange သွားတဲ့ ုံစံနဲ့ forest မှာလက်ရှိမြူလိုဆန်တို့တိဆောက်ပြီးထားခဲ့တဲ့ပုံစံတွေကဗဒါဒန်တန်တလန်လို့ဖြစ်နေတဲ့အခါကျတော့အဲ့လိုမျိုးတွေတို့ကအခြေဆက်မမိသေးတဲ့အကြောင်းလို့ဒါအခက်အခဲကြီးဖြစ်နေတာဒါပေမဲ့လို့လည်းသူတို့လည်းဒါတကယ်ကိုတရေရှင်ရည်တည်းများအရေးကြီးတဲ့အချိန်ဖြစ်လာရဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ကိုအတက်နိုင်ဆုံးတော့သူတို့စ조사ကစားမှာပဲအနည်းဆုံးတော့တရေတစ်မှတ်လောက်တော့သူတို့ရအောင်ကစားမှာပဲဒါကြောင့်မလို့ကျွန်တော်တို့အရင်တွက်ရှော့တွက်လို့တော့ဟောမရအောင်ပေါ့နော်ဒါပေမဲ့ forest ကကျွန်တော်တို့ဒုက္ခပြီးနေမနစ်ကဆိုလို့ရှိရင်လည်းဗျာကျွန်တော်တို့ ဟိုသူတို့ကျွန်တော်နိုင်လိုက်တယ်မာရက်စကာရဲ့တိုင်ပက်နေတဲ့ဟာဒီ forest ကိုနိုင်ပြီးတော့လုံးဝချန်ပီယံလိဝင်ခွင့်ကိုလွတ်လွတ်ချွတ်ချွတ်ရသွားတယ်အဲ့တော့ head to head တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့လောက်ကြည့်တော့အချင်းကြီးစိုးမနေဘူး ဒီဘက်နှစ်ပိုင်းနေတယ်မှာ Chelsea နဲ့ Forest တို့ရဲ့တွဲဆုံမှု head to head ကိုကြည့်မယ်ဆိုလို့ရှင် Chelsea က၅ပွဲနိုင်တယ်၃ပွဲတရီ Forest ကတပွဲပဲနိုင်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒုက္ခပေးနိုင်တယ်ဆိုပေမဲ့အရင်ကဒုက္ခပေးတဲ့အတင်းထဲမှာတော့မဟုတ်ဘူး။မနေ့ကတော့တကယ်ကိုဒုက္ခပေးနိုင်တယ်လား။နူနိုဆန်တို့အရင်ကောင်းနေ။မနေ့ကကျွန်တော်တို့ပထမအကြော့မှာကျွန်တော်တို့ Chelsea ကမှဝဝန်တည်ကြတယ်။ဒုတိယအကြော့ Forest ကမှ1-0နဲ့နိုင်တယ်။အဲ့ဒီအနိုင်ကပဲကျွန်တော်တို့ကို Champions League ဝင်ခွင့်လုံးဝ တေချာသွားစေတယ်ဆိုတော့မနစ်ကတော်တော်ကောင်းပါတယ်ဆိုရင်လူလိုဆန်တို့ရဲ့အခြေအနေမှာတော့မှကျွန်တော်တို့က1-1နဲ့1-0နဲ့နိုင်ခဲ့တာဆိုတော့ဒီနှစ်အခြေအနေစိုးနေတဲ့အဲ forest နဲ့ လက်ရှိအရင်မကောင်းသေးရင်တော့မှ Forest တော့ Chelsea ကတော့ချီမန်နေသေးတယ်လို့ပြောလို့ရတယ်ကြောင့်မလို့ဒီပွဲကတော့ကျွန်တော်အနေနဲ့ Chelsea ကအနိုင်ရဖို့ရခိုင်တော့ကတော့ကျွန်တော်ဒီ70% 80%လောက်ထိတော့ပေးခြင်းတယ်ကျွန်တော်ဖြစ်အောင်မွေလူစင်းကိုအနည်းလောက်စဉ်းစားကြည့်အောင်ဖြစ်တဲ့မွေလူစင်းကြည့်မယ်ဆိုလို့ရှိရင်နောက်တန်းမှာတော့ထုံးစံတိုင်းဘယ်ညာနှစ်ဘက်က Cucurella နဲ့ Jayson ဖြစ်မယ်စင်တာဘက်မှာက Chalobah ပြန်ပါလာပြီ ိုဆင်ကတော့ဒဏ်ရာကအနာမရသေးဘူးဆိုတော့ဗာရီယာရှင်းနဲ့ရှာလိုပါနဲ့ထွက်လာမယ်လို့တော့ထင်ရတယ်အဲ့တော့ကွင်းလယ်မှာအန်ဇိုကိုင်စီတို့ပြီးတော့ကျွန်တော်တို့နမတန်ရိုးမှာဂူနန်နော်ဒီပွဲထွက်မလားဒါမှမဟုတ်ပဲနဲ့ထုံးစံအတိုင်းပဲအန်ဇိုကိုနမတန်ရိုးမှာထားကိုင်စီတို့နဲ့လာဗီယာနဲ့ကစားမလားလာဗီယာလည်းပြန်ပါပြီဆိုတော့အဲ့ဒါကကွင်းလယ်မှာနှစ်မျိုးဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ခုနကပြောလိုက်လို့အန်ဇိုကိုင်စီတို့နမတန်ရိုးမှာဘူနာနော်ဒီကစားဒါမှမဟုတ်ပဲနဲ့ အန်ဆိုကိုနံပါတ်1ရောပါကစားကန်စီလိုနဲ့လာပီးရလိုက်ကစားတောင်မှနံပါတ်ကတော့ရှင်းပါတယ်နက်တိုနဲ့ဂါနာချိုနဲ့ဖြစ်မယ်အထောင်တိုက်ဆက်မှုကဂျာဥဘတ်တူပဲဖြစ်နေမယ်နက်တိုနေရာမှာတော့အစီဘောင်းစပြီးတော့ပွဲထွက်မလားတပတ်လောက်မှဝင်မလားဒါကိုတော့ကျွန်တော်တစ်ချက်တော့ကြည့်ရမယ်တေကြာတော့ဂါနာချိုပဲချက်ကတော့ဂါနာချိုပဲပွဲထွက်နေမယ်ဂီတင်ကတော့ substitution လောက်ပဲဖြစ်နေမယ်ပါမားဒီလက်ရှိသတင်းတွေအရနိုဝင်ဘာကုန်နဲ့အထိတော့ နားရမယ်လို့သတင်းတွေကြားရတယ်။ဒီဇင်ဘာလဲမှာပဲကျွန်တော်တို့ပြန်ကစားရမယ်လို့ကြားရတယ်။လက်ရှိအချိန်မှာပါမမကစားနိုင်သေးတဲ့အချိန်မှာကျွန်တော်တို့ playmaker ကတော့ပျောက်ဆုံးနေတယ်။တိုးတော်ညာလဲကန်စီရိုရဲ့ away kan ချက်တွေနောက်တစ်ခုကပြီးခဲ့တဲ့ Liverpool နဲ့ပွဲမှာဒုတိယရသွားတဲ့ goal ဆိုလို့ရှိရင်အသင်းလိုက်ပေါ့နော်အသင်းလိုက်တကယ်ကိုညီညွတ်တဲ့ team player ကနေရသွားတာ McGew ကလွဲရင်အကုန်လုံးဘောလုံးထိပြီးတော့မှဝင်သွားတာ Liverpool ကစားသမားတယောက်မှတော့မထိလိုက်ဘူးဒါဒီအကြောင်းကိုကျွန်တော်ဗီဒီယိုတစ်ခုတက်တက်လုပ်အောင်မလို့ပဲဒါပေမဲ့ ဒါမှမဟုတ်လည်းအလုပ်တွေရှုပ်နေတာနဲ့မလုံးဖြစ်ဘူးဒါပေမဲ့ကျွန်တော်ဟိုကစားမောင်းရေးဆက်ဗီဒီယိုလေးတော့လုံးဖြစ်တယ်အဲ့တော့အဲ့လိုမျိုးတင်းကလေးကရာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ချဲစီတင်းဒီကိုပါမမပါတဲ့အခြေအနေမျိုးမှာနောက်တဲ့ how long ဖြစ်နေတဲ့အခြေအနေမျိုးမှာ liverpool လို့အသင်းကို ကျွန်တော်တို့တကယ်ကိုအပေးတန်ကစားပြီးတော့တင်းကလေးကောင်းကောင်းနဲ့အနိုင်ရအောင်ကစားထားတဲ့ကြောင်မလို့ Nordia Forest ကိုလည်းကျွန်တော်တို့အနည်းဆုံး1 C 21လောက်ဖြစ်ပေါ်တော့မခဲရင်ဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခါကနီးပြ Ange ကပိတ်ကစားတတ်တဲ့မျိုးမဟုတ်ဘူးကျွန်တော်တို့ Chelsea အသင်းကဘလို့ဖြစ်နေလဲဆို Mid Block Low Block ပိတ်ဆော့တဲ့အသင်းနဲ့တွေ့ရင်ဘူးချင်းနေဖြေရှာမတွေ့ဘူးအဲတောင်မန်နီကနေဟိုနောက်ပြန်ပေးလိုက်အလဲပြန်ပေးလိုက်အဲ့နောက်မှာ Why Why နဲ့ပေါင်းဆဲကိုမပြောဘူး တူတင်ကိုတင်ကစားတဲ့အသင်းတွေနဲ့တွေ့လို့ရတော့ကြိုက်တယ်လာထားပဲဘသူဖြစ်ဖြစ်ချမှာပဲဆိုတော့တွေ့မှာပဲဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့တော့မာရစ်ကာအနေနဲ့တကယ်ကိုပေါ့နော် top 4ကိုစိတ်ချလက်ချဖြစ်ရှင်နေဆိုရင်တော့အဲ့ဒီပိတ်ကစားတဲ့အသင်းတွေနဲ့တွေ့ရင်အဖြေရအောင်ထုတ်ဖို့တော့လိုနေသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ကျွန်တော် SC ဘောင်းတို့ကိုတော့နည်းနည်းတော့မျှော်လင့်ကျင်တယ်ဟိုအရန်ပိတ်ကစားတဲ့အချိန်တွေမှာတကူတော့ဟိုထိုးဖောက်ပြီးတော့နော် တူချင်း individual solo dance တွေနဲ့ယာတာရမျိုးတွေကျွန်တော်နည်းနည်းတော့မျောလင်းနေဒါပေမဲ့ခုချိန်ကြီးတော့ရုံလုံးသိမပေါ်သေးဘူးဒီပတ်စံနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင် Chelsea တင်းမှာကိုပါမောင်ပါသေးဘူး playmaker မရှိတဲ့ကြောင့်မလို့ goal ရဖို့အခွင့်အလမ်းကတော့ အရင်အများကြီးတော့ရှိနေသေးဘူးသို့တော်များလည်း Chelsea ဒီ Tingley ကနေပြီးတော့ဂိုးတွေရတတ်လာတယ်နောက်တစ်ခုက set piece ကလည်းမနစ်ကတဲ့ဆိုင်တော်တော်လေးဂိုးတွေတိုးတက်လာတယ်ဒီအကြောင်းအချင်းရတဲ့ကြောင့်မလို့ Nottingham Forest ကိုကျွန်တော်ကတော့အနိုင်ကစားနိုင်မယ်လို့ယုံကြည်တယ်ပြီးတော့ Ange ကကျွန်တော်တို့ပိတ်ကစားတဲ့နီးပြတဲ့အောင်မျိုးမဟုတ်ဘူးအဲဒါပေမဲ့ကျွန်တော်စိုးရိမ်တာတစ်ခုပဲကျွန်တော်ပြောနေကြသူတို့ရဲ့ comeback ကိုကိုယ့်အထက်မှာမဖြစ်ဖို့ပဲနောက်တစ်ခုကကစားသမားတွေမပေါ့ဘူးပေါ့နော်ကျွန်တော်တို့ကစားသမားတွေ လီဗာပူးနဲ့ပွဲလိုမျိုးရေကိုရေခန့်ကျွတ်ကျွတ်ဆဆကစားမယ်ဆိုလို့ရှိရင်ဒီပွဲကကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်အနိုင်သေးကြတယ်အ ਨੇ ဆုံးတော့1-2-1တော့ဖြစ်သွားနိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဂိုးကတော့အရင်များမယ်လို့ကျွန်တော်ကတော့မထင်ဘူးဆိုတော့ဂရိုးအနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲကွန်မန့်မှာပါဝင်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ခင်ဗျ